စိုက်ပျိုးရေးဗန်ကချင်းွေပြန်ဆက်ဖို့ဖိအားပေးနေတဲ့အတွက်ပြင်ပကနေအတိုးကြီးကြီးနဲ့ချေးယူပြီးပြန်ဆက်နေရတယ်လို့တောင်သူတွေက ပြောဆိုလာပါတယ်။အေအော်ဒီတိုင်းနဲ့ဘကိုးတိုင်းဒေသကြီးအတွင်းကမြို့နယ်တွေမှာစိုက်စိတ်ချင်းွေတွေကိုပြန်မဆက်ရင်တရားစွဲဆိုအရေးယူသွားမယ်လို့ဖိအားပေးနေတဲ့အတွက်လေယာမြေကိုပြင်ပမှာအတိုးကြီးကြီးနဲ့ထမှန်ပေါန်တန်ပြီးပြန်ဆက်နေရတယ်လို့တောင်သူတွေက ပြောပါတယ်။အခုရပိုင်းမှာစိုက်ပျိုးရေးဗန်တာဝန်ရှိသူတွေက ချင်းဝေပြန်ဆက်ဖို့ကြံရှိနေသေးတဲ့တောင်သူတွေကိုတဆိုင်ရနေမီရဲစခန်းကတဆင့်ခေါ်ယူပြီးချင်းဝေတွေအကြေပေးသွင်းဖို့ဖိအားပေးနေတာလို့တောင်သူတွေကပြောပါတယ်။အခုစီမံချက်ကဒီချင်းဝေတွေလောမတ်ဖြစ်နေတာပြ။ရှိရူဆိုလို့ရှိရင်အဲ့လေဒီမှာကျွန်မတို့ပြရားဆက်စပ်တာ။အောင်သူကျွေးမဆန်းနိုင်ဘူး။ထောင်ချခံပေးနိုင်တယ်ကျွန်မတို့ထောင်ချဖြစ်ပါတယ်။ကျွေးမဆန်း လေးရရှိမဲ့ဆွတ်ထက်မဲ့လေးရပုံနဲ့ဆွတ်ချပြင်မယ်အာမကန်လုံးဝမရဘူးအေးအဲ့ရဲ့နောက်ဆက်တွဲဒီလေယိုဘယ်လိုလှုပ်ထားလဲအကုန်အစင်းမြေကိုလိုက်တယ်နော်သူအဲဆိုသူ့နှစ်ကတော့မတွေးမှန်စရာဆိုင်ပြိုးရေးဘန်တာဝန်ရှိသူတွေဟာခရိုင်မြို့နယ်လိုက်ကျေးရွာတအုပ်စုချင်းတရွာချင်းစီကကျွေးကြံတောင်သူတွေကိုတဆိုင်ရနယ်မြေရဲစခန်းကိုဆင့်ခေါ်ပြီးချင်းွေပြန်မဆက်နိုင်တဲ့တောင်သူတချို့ကိုတော့ ဖမ်းသီးချုံနှောင်ထားတယ်လို့ဒေသခံတွေကပြောပါတယ်။လက်ရှိအတင်းကျပ်ပြန်တောင်းယူနေတဲ့ချင်းငွေတွေထဲမှာအယတအစိုးရလက်ထက်2018ခုနှစ်ကထုတ်ချေးပေးထားတဲ့ချင်းငွေတွေလည်းပါဝင်တယ်လို့ဆိုပါတယ်။စစ်တကအာဏာသိမ်းပြီးနောက်ပိုင်းဖြစ်ပေါ်လာတဲ့တိုက်ပွဲတွေကြောင့်စစ်ပေးရှောင်ရတာပါဝင်ရာသီဥတုဖောက်ပြန်မှုနဲ့ပိုးမွှားယောဂါတွေကြောင့်စဘာပါဝင်စိုက်ပျိုးသီးနှံအများစုအထွတ်နှုံးရော့ကျတာပျက်စီးဆုံးရှုံးတာတွေဖြစ်ပေါ်ခဲ့တဲ့အတွက် ချင်းငွေကိုအချိန်မီပြန်မဆက်နိုင်တာလို့တောင်သူတွေကဆိုပါတယ်စိုက်ပျိုးရေးဗန်အနေနဲ့ချင်းငွေကိုအခုလိုအတင်းကျပ်ဖျားပေးချင်းချောက်တောင်းယူလာတဲ့အချိန်ကာလတစ်ခုပေးပြီးအရစ်ကြခွဲဆက်ဖို့အခွင့်အရေးပေးစေလိုတယ်လို့တောင်သူတွေကပြောပါတယ် ။အနေကလာတယ်။ခမရကျွန်တော်တို့ဒီမှာခေါ်ပြီးပြီ။ဒါပေမဲ့ခမရကနောက်9ရက်တော်တော်ကိုဆက်ပြီးပါ။ဒါမှမဟုတ်မ ਾਇ ရတော်တော်ဆက်ပြီးပါ။အဲ့လိုပြောတဲ့ဆိုရင်အိမ်မတော်သေးဘူး။ဟုတ်လားဟော။ခုတော့ရုံးရဲအနေပိတ်လို့လိုက်တော့ဘာမှမသိ၊ညာမှမသိဖြစ်ကုန်။ဘာနောဘာမဲ့ဒီဘာမင်းမဲ့ပြုံးနေအားဆိုတော့ဘလူးအဆက်နိုင်မယ်ဘယ်တတ်ရှိနေသူကတော့ကိစ္စမရှိဘူးဘယ်တတ်မရှိဘူးဘလို့တော့ဟဲ့နေနေဆိုတော့ရေရလူတွေကဝရမ်းပြေးကြ အဲ့လိုကြီးဒီမှာအလုံးလုံးမဒီနေရာဒေသတွေမှာဟိုပြည်ဒီပြည်ဒီလောက်နေရတဲ့ချိန်ကာလကြီးဒီလိုကြီးလာဆွဲဆဲတော့သူတို့လည်းသူတို့ကလည်းလာပါတယ်ညာနာတော့ကဟိုညာရဲစစ်တပ်ကဆွဲတဲ့ဆိုတော့လည်းပြေးရတာပဲဒီဗန်မဆက်နိုင်လို့လာပါမယ်တော့ပြေးရတာပဲညာလူတွေကအပြည့်အကြီးဖြစ်နေတာစိုက်ပွဲဗန်အနေနဲ့နှစ်စဉ်တောင်းသူတအူးကိုလက်တေးကကြက်သိန်းခွဲနှုံးနဲ့အများဆုံးလဲဆယ်အေကအတွက် ်75တိုင်းနှုံထုတ်ချေးပေးခဲ့တာဖြစ်ပါတယ်။အတိုး900ခန်းနှုံသုံးဝထားပြီးချင်းငွေကိုတော့6လတစ်ကြိမ်ပြန်လဲပေးသိမ်းကြဖို့နဲ့တမရက်ကြော်လွန်သူတွေအနေနဲ့ဒန်ချင်းငွေကိုပါထပ်မံပေးသွင်းရမှာဖြစ်ပါတယ်။